စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကိုတော့ဒီနေ့ခင်ဗျာတပိုင်းတစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ်ဒီဇိုင်းမမှန်လောက်ကန်လာကြသူတွေပုံမှန်များပြလာပါတယ်ဝိဒိုင်းဒေသကြီးမကွေးမြို့ပေါ်နဲ့အနီးနားဒေသတွေမှာဆိုရင်လည်းစိုက်ပျိုးရေးအဖြစ်တပိုင်းတစ်နိုင်မွေးမြူရေးလုပ်ငန်းကို စိတ်ဝင်စားနဲ့လောက်ကင်ကြသူတွေလည်းရှိပါတယ်အခုမျိုးပေါ်မှာဆိုရင်လေဒေတာမျိုးရင်းသွားနဲ့လူစားနွားမျိုးပေါင်းဆက်ထားတဲ့မျိုးကြောင့်လူစားနွားမွေးမြူရေးကိုတစ်ပိုင်းတစ်နိုင် ီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်နေကြတာလည်းရှိပါတယ်။ချာ integrated farming ပေါ့ကျွန်တော်တို့ပေါင်းစည်းလေရာပေါ့စိုက်ပျိုးရေးနဲ့မွေးမြူရေးနဲ့ကိုတွဲပြီးတော့လုပ်တဲ့လုပ်ငန်းဖြစ်ပါတယ်။အဲကျွန်တော်ဒီအကွက်ကိုပထမဆုံးကြီးကျွန်တော်မြေခွက်ကိုပုံစံခွန်ပေါ့ပုံစံခွန်ဝယ်လိုက်ပါတယ်။ဝယ်ပြီးတော့မှကျွန်တော်ဒီမြေခွက်ကို ဒီစိုက်ပျိုးရေးမွေးမြူရေးတွေလုပ်ဖို့အတွက်ဆိုပြီးတော့တင်လိုက်ပါတယ်အဲ့လိုတင်တဲ့အတွက်အဲ30ခါကြာပါတယ်30ခါကြာပြီးတဲ့နောက်ကျတော့ဒီမွေးမြူရေးနဲ့စိုက်ပျိုးရေးနဲ့တွဲဖက်ပြီးတော့လုပ်ကိုင်ပါတယ်အခုချိန်ထိစုစုပေါင်းလုပ်လာတဲ့နှစ်ဆိုရင်6နှစ်ရှိသွားပါတယ်အဲမွေးမြူလုပ်တာကတော့ကျွန်တော်တို့ကဒေတာနွားမျိုးပေါ့ကျွန်တော်ဒေတာနွားမျိုးကနေပြီးတော့မျိုးချောင်းနွားဖြစ်အောင်စူးစမ်းမယ်ဆိုပြီးတော့ဒေတာနွားတွေကိုဝယ်ပြီးတော့ကျွန်တော်မျိုးချောင်းဖောက်တယ်ပေါ့ မျိုးကြောင်းကိုတော့ကျွန်တော်တို့တိရစ္ဆာန်မှုမြင်တဲ့ကုသရေးဦးစီးဌာနရပါတယ်။အဲ့ဒီကရတဲ့မျိုးကြောင်းတွေနဲ့ finisher မျိုးကြောင်းဆက်ပါတယ်။ဒီမှာရှိတဲ့ဗမာရွှေနီဓာတ်တွေကိုစိုင်ရင်ဆိုင်နဲ့ကျွန်တော်တို့ငါးမူးအဆင့်ကိုရောက်ပါတယ်ပေါ့။ဆက်လာနွားတွေအဲ့နွားတွေရဲ့နှုတ်ထွက်နှုံးကလည်းပဲဟို finisher တွေတော့မထွက်ဘူး။ဒါပေမဲ့ကျွန်တော်တုံးစားလို့ရတဲ့အဆင့်ကိုရောက်သွားပါတယ်။အဲ့ဒါအချိန်၃ချိန်၄ချိန်တော့ကျွန်တော်ရောင်းပြီးပြီပေါ့။ပထမတစ်ချိန်ကျွန်တော်အကောင်20လောက်ရောင်းလိုက်တယ်။အဲ့မှာတိန်း 180လောက်ရတယ်။ဒုတိယကြိမ်လည်းအဲ့လိုပဲရောင်းလိုက်တယ်။သိန်း200လောက်ရတယ်။ပထမကြိမ်တော့တော့ချင်းပြည်နယ်မွင်းပြည်နယ်ကုတိုင်ဦးစီးဌာနလာဝယ်သွားပါ။ဒုတိယကြိမ်ကတော့တောင်တွင်းကြီးကလာဝယ်သွားပါ။အခုတတိယကြိမ်ကျတော့ကျွန်တော်မင်းဘူးဘက်ကိုရောင်းလိုက်ပါလေ။နှစ်စဉ်နှစ်စဉ်သားပေါက်တွေကိုအာနေတစ်ဆင့်တစ်ဆင့်မျိုးပွားပွားပြီးတော့ကျွန်တော်ဆင့်ကဲရောင်းသွားလို့ရတယ်။ကို့အတွက်လည်းနွားနို့ပုံမှန်နှစ်ပတ်လေးရတယ်။ ဒေတာမျိုးရင်းနဲ့မျိုးဆက်ထားတဲ့လူကြောင်နွားတွေက finition နှိုးစားနွားတွေလောက်တော့လွတ်ထွက်လို့မကောင်းပါပဲ။ဒီကောင်ကိုနွားတို့၃ဘိတ်တာကနေ၅ဘိတ်တာကြာမှရရှိရလို့ပြရပါတယ်။မျိုးကြောင်နွားတွေကတော့မျိုးဆက်ထားတဲ့နွားတွေဖြစ်တာကြောင့်ဒေတာမျိုးရင်းနွားတွေထဲလွတ်ထွက်လို့လည်းပုံမကောင်းမွန်တယ်လို့ပြရပါတယ်။နွားတကောင်ကို၅ဘိတ်တာကနေ၃ဘိတ်တာကြာထဲမှာထွက်ပါတယ်။အဲ့ဒီမျိုးနဲ့ကျွန်တော် နွားနုံလေးရနွားသားပေါက်လည်းပဲပြန်ပြီးဖြန့်တဲ့အဆင်မျိုးလုပ်နိုင်ပါတယ်။နွားကောင်ကြီးကတော့အခုစုစုပေါင်းဟိုနွားလေးရောနွားရောဆိုရင်တော့အကောင်60ကျော်ကျော်ရှိပါတယ်ခင်ဗျာ။တကယ်တမ်းအခုရှိတဲ့နွားကောင်ကြီးကဆိုလို့ရှိရင်တော့လုံးချစ်ရတဲ့အကောင်ကြီးကကျွန်တော်တို့72ကောင်ပဲရှိပါတယ်။အဲ72ကောင်ကနေပြီးတော့တို့အချိန်40လောက်ရပါတယ်။အဲ့ဒီအချိန်40လောက်နဲ့ကျွန်တော်ဒိန်ချင်လုပ်တယ်။နောက် နွားနှုတ်လုတ်တယ်ပြန်ဖြတ်တယ်နှုတ်ွက်ပစ္စည်းကိုပဲလုတ်ပါအဲ့ဒါနဲ့ပတ်သက်လို့ကြာကျွန်တော်ကဒီနှုတ်နဲ့နှုတ်ွက်ပစ္စည်းသူတည်တနာဆိုရင်ကျွန်တော်ထိုင်းကိုတစ်ခေါက် ရောက်ခုပါတယ်ခင်ဗျဆိုင်းကိုဆယ်ရက်သူတည်တနာအဲတွားဥပါတယ်တွားတာကတော့ဗာနဲ့တွားအောင်ဆိုရင်တိုင်းဟိုဘောပေါ့မွေးမွေးအဖွဲ့ချုပ်ကနေပြီးတော့ကျွန်တော်လှုပ်ပေးရတယ်တွားပြီးတော့သူတည်တနာလုတ်ခုပါတယ်သမီးတို့နွားတွေကိုအစာလို့ဖြစ်ကျွေးရမှာတော့ဖွဲကလစ်ဘဲကွန်နံပါတ်တို့အပြင်နေဗီယာမြက်တွေကိုလည်းရောစက်ခါကျွေးကြရတာလည်းဖြစ်ပါတယ် ပေါင်ပြီးနွားသာရှားတဲ့အချိန်ကာလမျိုးတွေမှာဆိုရင်တော့မြေပဲကုန်နေပြင်မကွေးမျိုးအနောက်ဘက်ကန်ဆက်လင်းစင်ပြူကျွန်းကွင်ပြူစတဲ့ဒေသတွေရှိကနေနွားသာအဖြစ်ကောက်ရိုးတွေကိုဝယ်ယူတာတူလောင်ထားကြရတာလည်းဖြစ်ပါတယ်အားသာတော့ကျွန်တော်ဒီကဆက်နေကရှိတယ်။အဲဆက်နေကထဲမှာနေပြာမြက်ဆိုင်တယ်၊ငွားသားပြောင်းဆိုင်တယ်။ဒါပေမဲ့ဒီလိုမိုးခေါင်တဲ့နေ့ကျရင်တော့တိတ်ပြီးမလောက်ပါဘူး။ မလောက်တဲ့ခါမှာအခုဆိုလို့ရှိရင်ဒီနှစ်ဆိုရင်နည်းနည်းလေးအချိန်ကြီးဆိုးမှဆိုးရင်းနဲ့တွေ့ဒီရေဘဲကုန်နေပါလိမ့်ကျွန်တော်ဝယ်ထားရတဲ့စက်တီရှိပါတယ်။နောက်မသာပြောင်းလို့တွေကလည်းဒီနေ့မုတ်ခေါင်းတော့နည်းနည်းလေး၆ခန်းနေတာပေါ့ခင်ဗျ။အဲ့ခက်ခဲလေးတော့ရှိပါတယ်။ဒါပေမဲ့ကျွန်တော်မဆိုးရင်တာကျွန်တော်နွားရီကိုဒီဘဲကုန်အချောက်မြေဘဲကုန်အချောက်ကိုကျွန်တော်တွေးလို့အဆင်ပြေတဲ့အဆင်တွေ့တဲ့အတွက်အစာနုနဲ့မြေဘဲကုန်နဲ့တွဲပြီးကျွေးပါတယ်ခင်ဗျ။အစာနုဆိုတာကတော့ပေဘတ်နံပါတ်နဲ့ဖွဲ့နုနဲ့ဆက်ထားတာပါ ပေးပါနံပါတ်ကဖွင့်လို့ရဟိုမှာကလဘဲခွန်ရယ်စက်ထားတာနဲ့ဒီမြေဘဲခွန်ပြောင်းရုံနဲ့စက်ကြည့်လိုက်တဲ့ခါမှာငွားရည်ရဲ့အစာအစင်ကြီးသွားပါလိမ့်ခင်ဗျာငွားသားကကျွန်တော်ဆိုရင်လည်းမလုံလောက်တဲ့နှစ်တွေရှိပါတယ်အဲ့နှစ်ဆိုရင်ဟိုဘက်ကပေါ့စကူဘက်ကနေကောက်ရိုးတွေတက်ရပါတယ်ကောက်ရိုးတွေတက်ပြီးတော့ဒီမှာပြန်ပြရအောင်လူစားလူစားနွားတွေကိုမိမိလုတ်ကင်ကြရပါတော့နွားမတန်းပေါက်တွေကိုတစ်ချက်တွတ်ကြောင်ကြပြီး တားပေါက်ကြီးဒါနော်လို့ထုတ်ယူနိုင်တဲ့နှွားတွေကိုတော့နှွားစကြင်အတွင်းမှာပဲစာကြွေးကထားကြတယ်လို့သိရပါတယ်အဲလွတ်ကြောင်းတဲ့နှွားကတော့ကျွန်တော်တို့လွတ်ညှစ်လို့မရသေးတဲ့မရမ်းပေါက်တွေအကုန်လုံးကိုကျွန်တော်လွတ်ကြောင်းပါတယ်အဲ့ဒါလည်းအကောင်30လောက်ညမနဲ့ကျွန်တော်တို့ပုံမှန်လွတ်ကြောင်းပါတယ်လွတ်ကြောင်းစရာစကြက်ကတော့ကျွန်တော်တို့ဒီညလွတ်မြည်ရည်တွေတော်တော်များများရှိပါတယ်ဒီနောက်ပတ်ချလဲမှာပေါ့အဲ့ဒီပတ်ချလဲမှာကျွန်တော်တို့ကြောင်းလို့ရပါတယ် အဲ့တော့နည်းနည်းလေးအဆင်ပြေနေပါတယ်အဲတို့ကြောင်းနာကတော့ငွားစာကတော်တော်ခိုးရတယ်အဲ့ပြင်ပြီးတော့လွတ်ကြောင်းကျွန်တော်တို့ဗမာနွားတွေရဲ့ဒလေးကလွတ်ကြောင်းကိုစားတော့ရတယ်ဆိုရင်အစာဆုံးစားရတယ်ယောဂဗျာပူပြီးတော့กินนี่บาลูเลยส่วนอย่างอาหารธาตุอสุซ่าฮะตัวจองนัวเราเราแท้จีได้นัวจ้ะတော့ตําหมัดท่าได้อสาลีเวอกองลีเวติติจะจะซ่าฮะได้ใบแม้ดูเบกก็ฉู่ยื้งแกยอสาอาหารอ่ะ မပြည့်စုံနိုင်ဘူးတကြောင်းသွားလေကျတော့သူတို့တဘဝကကိုကဘာတွေစားရမယ်ဆိုဘာတွေရှိရဲဆိုပတ်ဝန်းကျင်မှာသူတို့စားနေကြအစာတွေကျွန်တော်တို့မကြွနိုင်တဲ့အစာကြီးသူတို့အကုန်တိတယ်ပေါ့အကုန်စားရတယ်အဲ့တော့ဘူးစင်ခုတော့မျိုးဆက်ထားတဲ့လိုစားနွားတွေကိုတော့ခွာနာရှာနာပေါင်ဖို့လက်ဖို့စတဲ့ယောဂတွေကိုကာဝယ်ဖို့အတွက်၆လတစ်ချိန်ကာဝယ်သေးများထိုးနှံပေးကြရပါတယ်။ ချမ်းမာရေးကတော့ကျွန်တော်တို့6လကြီးခွဲတံပေါ့ဓာတိပါးလောက်ပါတယ်နောက်တစ်ခါဟိုပုံမှုလက်ပုတ်ကာကွယ်စီးထိုးရပါတယ်အဲ့ဒါတွေကိုတော့ဟိုမွင်းမွင်းနဲ့ကုတိုင်ဦးစီးဌာနကလည်းလာပြီးတော့လုပ်ပေးပါတယ်ကျွန်တော်ချမ်းမာတော့မဖြစ်ဘူးခင်ဗျခုနပြောတဲ့ဟိုလိဗနာခေါ်တာပေါ့ခေါ်နာရှန်နာပါအဲ့အဲ့ကာကွယ်စီးပုံမှန်ထိုးပေးပါတယ်ပေါင်းဖို့လက်ပုတ်တို့လေးဘက်နာတို့အများနဲ့ကာကွယ်ရှိတာထုတ်ပေးပါတယ်။တရိစာမွေးမြူနဲ့ကုသရေးက ဒီကိုဝင်မရှိသေးတဲ့နွားမှန်နေမှာအကုန်ထုတ်ထုတ်ပြီးပါတယ်ကိုဝင်ရှိရင်တော့သူ့ကိုနည်းနည်းလေးရက်ထားပြီးဟုတ်ဆောက်လာတဲ့ကြီးထုတ်ပြီးပါတယ်အဲ့ဒီလူကတော့ဒီရာတိဥတုပိုင်းနဲ့အနေနဲ့တော့တိတ်ပြီးထွေးထွေးထူးထူးကြီးမရှိပါဘူးခင်ဗျာပုံမှန်လေးပဲအစာအာဟာရပြည့်စုံနေဖို့ပဲလိုပါတယ်သူတို့အနေဖြင့်ပါပြစ်ဆက်ထားတဲ့နွားတွေကမိထုံနွားတွေထဲအဝေးဒေသရဲ့ရာသီဥတုနဲ့ใกล้ညီမှုရှိပြီးနွားနို့ကိုလည်းတနေ့ကိုနှစ်ကြိမ်ထိထုတ်ယူနိုင်တယ် မဲ့တခုကြီးဒီမားတွေကအေးအေးတော့ကြိုက်တယ်အမူရန်ကြောက်တယ်သူကနိုးသားနွားအမူရန်ကြောက်တယ်ဒီလိုကတော့အေးကျင်တော့မိုးရွာမရှိထားတယ်ကိစ္စပူရင်တော့မရဘူးမဟုတ်ဘူးလို့ကျဲကုန်တာဒီချိုးပေးတယ်ရေးထဲမှာပဲထားတယ်သူကအေးအေးကြိုက်တဲ့ဘောပူလိုက်ရင်လူကလူလုံးလုံးမဟောဟောဟောနေရှိတယ်အေးကိုကြာရတူကတော့နေကြောင်းထိုးလေကောင်းလေအဲတူကပိုးပြီးတော့နုပ်ပဲလေတူကနေဘူးနေလုံးလုံးကိုပူနေတာဒီနမတွေကဟိုရဲဆိုတော့တော်ကြီးရယ်လေဒီနမတွေကမေတုံစစ်မဟုတ်တာဆိုတော့တန်ခမ်းနေနှစ်ကျင်ညှစ်လို့ရရလေ မနေ့တကြိမ်ရတဲ့ချင်းဒါမှနွားလေးကြချဲ့နှခါညစ်တယ်နွားချဲ့တို့ဒီချမ်းတယ်တော့ကျတို့ကတခါလေးညစ်တာဒီနေ့တကြိမ်နဲ့ချင်းတချို့ကမဟုတ်ဘူးဟိုညနေတနေ့တော့နွားကျွေးလိုက်တယ်ကျွေးလိုက်လို့ရှိရင်တို့ငါးနိုင်ခင်ပြန်ညစ်တာအဲ့နွားနှခါညစ်တယ်နွားကြီးကသူကနွားလေးလို့ဆုပ်ကြည့်မရှိဘူးခဏလေးတခါပဲဆုပ်ရတယ်နည်းနည်းဆုပ်ရတယ်အာယုံကြီးဆုပ်ရတယ်အဲ့နွားကြချဲ့အဲ့လိုညစ်ထားတာနှခါညစ်လို့ရတယ်နှခါညစ်နွားတော့ကောင်ကို30လောက်ရတယ်ဟိုဒီနားအရှိဆုံးကညီမိုက်ဆိုရင်ညပြောင်းလို့ညစ်ရ30လောက်ရတယ် အဲ့လိုရှိတယ်သူကကိုကနှုတ်ညှစ်တာတွေးတာမွေးတာအဲ့ဒါပဲပြောဆက်ထားတယ်နှိုးစွမ်းသားတွေကိုအစာကျွေးရမှာတော့ဒီနေ့ကိုနှစ်ကြိမ်ကျွေးရတာဖြစ်ပြီးအစာကျွေးနှုန်းလျော့သွားရင်တော့နှောင်းတို့အထွက်နှုန်းလည်းနည်းသွားတာကြောင့်အစာကိုအချိန်မှန်ပုံမှန်ကျွေးကြရပါတယ်မနေ့ကြီး6နိုင်ထိုးရင်ကျွေးတယ်နော်ရေရတနေ့ကိုတစ်ခေါက်ကိုလက်ဆွဲပုံးနဲ့၄ပုံးထည့်တယ် ကလဘဲကွန်ပါတယ်ဖွဲပါတယ်နဘတ်ပါတယ်နော်နဘတ်ကတော့ဒီလိုပေါ့မဲငါ့မဲတကောင်50လက်ကျွေးနိုင်ကျွေးနိုင်တပိတာကျွေးနိုင်ကျွေးနိုင်ဒါမျိုးကျွေးရမြအစာကိုမှန်မှန်ကျွေးဟာကနေ့50လက်ကျွေးနှစ်ပတ်ကြာစေးလက်ကျွေးနေမလို့တော့ကြာမှန်မှုဟုတ်လားရေရတနေ့ကိုလေးတကောင်ကိုလေးဖို့ဝါရကောင်ကိုလေးဖို့ဆွဲဖို့နဲ့လေးဖို့ဟုတ်လားအစာကမနေ့ကြီး6နာရီကနေ9နာရီထိကျွေးတယ် နေလေကြတော့နှစ်နိုင်တော့နေလေးနိုင်တို့ထောင်ကျွေးတယ်ဟို9နိုင်6နိုင်ထောင်ကျွေးလဲသူကဝါရင်ဘာမှပြီးတော့အဲ့လိုတွားကျွေးလဲလို့ရှိရင်6နိုင်ထောင်တွားကျွေးရင်တော့ပြင်ပါပြီးနောက်ကြတော့အဲ့6နိုင်ထောင်မှစောင့်စားတယ်ဒီနွားတွေကကြာတယ်ပေါ့ကွာပြောရရင်တော့သူတို့ကကောင်းမွန်နဲ့ကျွေးပြီးမြန်မြန်ကျွေးမြန်မြန်ထုတ်တယ်ခုနကနိုးတွေကတော့အစာကျွေးတာပေါ့မူတည်တယ်မှန်မှအစာမှန်မှဒီကနေ့မင်းတပိတ်တာထဲနောက်တစ်လတပိတ်တာထဲမှာတပိတ်တာမထည့်ရင်နိုးတွေကပြန်ရော့တော့မှာအဲအစာကျွေးတာနဲ့အစာကျွေးတာလည်းအချိန်မှန်မှ ခုနပြောလိုပဲဟိုလက်ပြောင်းသွားရင်လည်းမဟုတ်ဘူးဒီနေ့ငါကျူးတယ်ဆက်မကြမင်းကျူးတယ်ဆိုရင်အဲ့နွားနိုးတို့ကြတယ်ပြန်ပြီးပွားသွားပြန်ဟောနှစ်ရက်တုန်းလောက်ရှိမှမှန်တယ်ပြီးတော့ဒီနွားတွေကဝဲသွားလို့ရှိရင်လင်းငါရဲ့ဟိုငါစီကနွားမင်းဝဲသွားတယ်မမှန်မှုနိုးတို့ငါရဲ့ကဟိုဝဲကြမှာနိုးတို့ကမှန်တာပြီးတော့နေရာပြောင်းခေါင်းပြောင်းနွားတိုင်းမစားဘူးရေရတော့ခုနပြောနိုးသားနဲ့မှဆိုတော့သူကရေရတော့မရကောင်လေးပုံတော့ထရတယ်အပုံမှာမနေ့ကြီးလေးပုံညနေလေးပုံနွားရကောင်ဆိုရင်တို့ဒီနွားရကောင်ဆိုတော့ချင်းညာကောင်းကောင်းတော့ကုန်တယ် နည်းဆုံးနှစ်ချင်းရမို့တစ်ချင်းရခွဲပဲအတွက်နွားရကောင်ကိုတနတ်ကိုတစ်ချင်းရခွဲပဲတနည်းဆိုတော့တုံးချင်းရပေါ့ကွာနှစ်ချင်းရခွဲတဲ့ပုံလေးကိုနေကွာနွားရကောင်ကိုပုံမှန်ပုံမှန်အဲ့နေ့ရှိတယ်မြတ်ကြည့်ရတဲ့အခါဒီလိုပေါ့အစာမရှိတဲ့ခါဆိုတော့အစာပြောင်းသွားတာပေါ့အစာပြောင်းသွားရင်နှုတ်ပြောင်းသွားတာပေါ့နှုတ်ပြောင်းသွားရင်အစာပြောင်းသွားရင်နှုတ်ကရော့သွားတယ်နောက်မှပြန်ပြီးမှန်းလာမှလေအစာကိုဆရာကြီးဆိုတာကွာသူကပုံမှန်နွားစာပေါ်တဲ့လူမျိုးလို့ဒီတော့ကတော့နှုတ်ပြရမြတ်ဒါကြောင့်ပတ်ကျွေးနေရဆိုတော့သူကတော့အစာမပြောင်းဘူးပေါ့ ဆရာကြီးနွားတွေကနိုးတွေမှန်းတယ်သူကလက်စာလည်းမှန်းတယ်လीလူကလည်းဒီလူပဲအစားလည်းဒီစားပဲဆိုတော့သူကတော့ခင်းနေငါးပိတ်တရားနဲ့ပဲလည်းငါးပိတ်တရားပဲရတယ်တဘောတဘောအခုမင်းဓမ္မရကောင်ပဲဆိုရင်ဓမ္မရကောင်ရဲ့အစားဝဲထားတယ်လူဝင်တော့ဝဲရတာပေါ့ပုံမှန်ပုံမှန်ပို့လေလို့တော့မရှိဘူးပေါ့နော်တဘောကျိုးရင်းပြင်ဆင်မှုတွေတော့ဝဲရတာပေါ့ခုနပုံမှန်ကတော့လက်စာကတော့မှန်မှပဲနိုးတွေကြလည်းမှန်းတယ်အစားကတော့ပဲကွန်နှစ်ပတ်ကလေးပဲကွန်တချို့ကပဲကြီးကွန်တော့ကြွေးရတယ်ဖွဲ့ ဒီသွားသားတွေကလည်းကောင်းတာတော့နိုဘီယာပေါ့ကနိုဘီယာလူတိုင်းမတတ်နိုင်ပါဘူး။အဲဒီနိုဘီယာမြက်ဒီချိုးကလည်းရှိတယ်ချိုးကလည်းမရှိဘူးပေါ့။ခုနပြောတဲ့ပဲကွန်နဲ့နဘတ်တော့ဖွဲအများဆုံးကြီးတာပေါ့။တော့ပဲကြီးကွန်တို့ကြီးကြပါလား။လို့ဆန်လူစားနွားတွေကိုမွေးမြူလောက်ကင်ကြလို့ရတယ်နော်။တို့နဲ့လို့ကျပစ္စည်းတွေကိုလည်းထုတ်လုပ်ရောင်းချနိုင်တဲ့အပြင်နွားသားပေါက်တွေကိုလည်းမျိုးအဖြစ်ပြန်လည်ရောင်းချကြပါရစေ။ ခုလိုဒီပိုင်းတနိုင်နှိုးစွမ်းနွားမွေးမြူရေးလုပ်ငန်းကိုလုပ်ကင်ကြသူတွေအနေနဲ့နှိုးနဲ့နှိုးစွပစ္စည်းကိုထုတ်လုပ်ရောင်းချမှုမှာလည်းဝင်ငွေရရှိနိုင်တယ်လို့နွားသားပေါက်များပြန်လည်ရောင်းချရတာကလည်းဝင်ငွေရရှိနိုင်တဲ့လုပ်ငန်းတစ်ခုလေးဖြစ်ပါတယ်ခင်ဗျာဒီစီစဉ်ပေါ်တော့ Skyline မကွေးပြူလို့ပါရိုက်ကူးထုတ်လင့်တင်ဆက်လိုက်ရပါတယ်ခင်ဗျာကြည့်ရှုခဲ့ကြတဲ့မိဘပြည်သူကြီးကိုမောင်မောင်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ thank you